အခုရွေးကောက်ဝယ်လုပ်မဲ့သူတွေဒီပြည်သူကိုလည်းလောင်းနေမဟုတ်ပါဘူးပြည်သူလူထုကိုကိုးစားမပြုတ်ပါဘူးဘာလို့မပြုတ်လဲဆိုပြည်သူလူထုကသူတို့မကြိုက်တဲ့သူတွေဖြစ်တယ်ဒီမဲတွေကိုပေးရမယ်ဆိုလဲအတင်းအကျပ်နဲ့မဲပေးရမယ်ခန္ဓာတွေကနေသွားမှာဖြစ်တဲ့အတွက်ဒီလူတွေဒီလဲပြည်သူလူထုရဲ့ဆန္ဒပေါ်အမှန်တကယ်အကူသားပြုနေခြင်းအကူသားပြုနေတဲ့သူတွေမဟုတ်တဲ့အတွက်အဘုံဘုံလင်းပြောရရင်ဒီလူတွေဒီအတကယ်ကိုစောက်ပိုးတွေလိုပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ ဟိုရွေးကောက်ပွဲဂရိကပွဲဆိုတာကနိုင်ငံတိုင်းနိုင်ငံတိုင်းမှာသူ့ဘာသူကိုယ်စားလှယ်တွေကပြောကြတယ်တကယ်လည်းတီအောင်လောက်ကြတဲ့သူတွေအများကြီးရှိသလိုကျွန်တော်တို့လိုနိုင်ငံမျိုးမှာတော့ကြံ့ဖို့တည်းဘယ်သောအခါမှရွေးကောက်ပွဲဂရိကပွဲကိုမတီသလိုသူတို့ရဲ့ဘောနော်စကားတွေဒီလေဘယ်တော့မှဘလောင်းမလဲပြောတတ်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေ့ကျွန်တော်မြင်စီတွေကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကဲအဲ့တော့ထုံးစံတိုင်းပဲဒီနေ့ကတော့လူမှုကွန်ရက်ဘက်ကတည်င်းတွေရုပ်တံတွေကိုကျွန်တော်တွေ့ကျွန်တော်မြင်နေတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပါချောင်းရည်ပြောမလဲဗီဒီယိုဆုံးဒီလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြအောင်ကဲစလိုက်โอเคအဲ့တော့ ပထမဆုံးလေကျွန်တော်ဗီဒီယိုလေးတစ်ခုနဲ့ပဲစတင်တယ်ဗောနော်အဲဒီဗီဒီယိုလေးကဒီဗီဒီယိုရဲ့ပြောထားတဲ့အာစကားလေးကအမိုက်တယ်ဗောနော်အာကျွန်တော်လဲအာဒီတဲ့ကစာသာဟိုပါဗောနော်သူပြောတဲ့စကားတွေကိုသဘောကျတယ်ဘာလို့သဘောကျလဲဆိုတော့ဒီဗီဒီယိုကကျွန်တော်တို့ဒီ American Congress မှာမြမရေးဆွေးနွေးတဲ့ချိန်ဗောနော်ဒါဟိုအဲ့ကတယောက်ကအာကျွန်တော်တို့ပြောတဲ့စကားဖြစ်ပါတယ် အဲသူပြောတဲ့စကားထဲမှာအဲသဘောကြဆုံးစကားလုံးလဲပါတယ်ဟုတ်နော်သဘောကြဆုံးစကားလုံးလဲပါတယ်ဒါပါလဲဆိုတော့ DI DIY revolution ပေါ့နော်အဲ့တော့အဲအဲ့စာကိုကျွန်တော်အဲသဘောကြတယ်ပေါ့နော်အဲအဲအဲ့စာကတော်တော်လေးသဘောကြတယ်သူ့နာမည်ကကျွန်တော်တို့အဲခဲလီပေါ့နော်ခဲလီအဲသူ Um, peace will only come to Burma when the people of that country are allowed to, to drive their own future without the interference of their big neighbor, China, and without the military creating the, the enabling environment for conflict that they have created since um, independence in that country for the past 80 years. So it is imperative that the military be driven out of power. That there is no yeah. other way. And the people are doing it themselves. This is a DIY revolution. They get no support from anybody. Do they're fighting it yourself. And they're, you know, they're, they're winning without. D D Dally it's a D DIY D D I D R revolution. revolution. D B yeah. They get yeah. no support from anybody, but they're fighting and they're, you know, they're, they're winning without any help from us or anybody else. And so the, we, we should stop helping their adversaries as a, at a minimum. Mm like let's just stop helping their adversaries and they can they can do this and then let them have the political space to solve their own problems not only will do it yourself diy revolution diy revolution အရင်ဟိုပါပြတယ်ကျွန်တော်တို့ဒီတော်လည်းရင်းပါတကယ်ကိုဒီဒီဥစ္စာအရင်ရေးကြည့်ပါတယ် do it yourself ဘောနော် diy revolution အဲကိုကကိုကိုရတဲ့တော်လိုင်းတစ်ခုဖြစ်ပါတယ် အာဒါပုံမလေးပြောရရင်အာတခြားဘယ်နိုင်ငံရဲ့အထောက်ပံ့ကမပါဘဲနဲ့အကူပေါ့ဟိုဖြစ်ပါဒီထဲမှာသူကအာသူပြောပါတယ်ထဲမှာသူတို့ကိုပိုင်ကိုပေါ့ကိုတော်လိုင်းလုံနေကြတယ်အဆင်နိုင်ရှင်ဖြုတ်ချဖို့သူတို့ကိုပေါ့ကိုတော်လိုင်းလုံနေကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့စည်းတွေကုညီဖို့လိုအပ်တယ်ဆိုရဲအကြောင်းအရာလေးကိုပြောသွားတာအဲ့တော့အာတော်တော်လေးသဘောကျတယ်ဒီထဲကကျွန်တော်အဲ့ဟို DIY ဟောတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တော်လိုင်းမှာဟုတ်တယ်လေအိုးအဆအနေပြောယနေ့ချင်းကြီးကြီး ကျွန်တော်ကိုအားကိုပဲကိုကိုးနေရတာပဲဒါမဲ့လေပြပကနေပြီးတော့ဒီဒေါ်လာ EU Iron Site လာကိုမြန်မာနိုင်ငံထဲမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအဲကျွန်တော်တို့ပြန်ပြီးတော့ဟိုဘောနော်နိုင်ငံတကာနိုင်ငံကြီးဟိုဟာနိုင်ငံတကာကနေပြီးတော့ အာတတိထားမိနိုင်မှုအာပြည်တွင်းပြည်ပါဝဝိုင်းပြီးတော့လှုပ်ဆောင်ရတယ်။အဲ့လိုပဲအဲ့လိုလှုပ်ဆောင်ရတဲ့တစ်ဖက်ကလည်းအာနာရှင်ကိုရောက်အောင်အာနာရှင်ကိုပေါ့နော်ရောက်အောင်တော်လှန်နေကြတယ်။အာဒါပြောရမယ်ဆိုကျွန်တော်တို့ရေကျွန်းကိုင်းမီကိုင်းကျွန်းပြီးတချို့တွေကပြောကြတယ်ကျွန်တော်ဆိုလည်းဟိုတစ်ဖက်ကတော့ကျွန်တော်ပြောရတဲ့ပါပြည်ပမှနေတဲ့သူလည်းဒီတော်လှန်ရေးအတွက်တန်ဖိုးရှိပါတယ်။ဒါမဲ့ပြည်ပမှနေပြီးတော့အနေထိုင်မတက်အပြောဆိုမတက်တဲ့သူတွေကြောင့်တချို့သူတွေကပြောဆိုခံရတာရှိပါတယ်။ဥပမာ ။ဘာလဲဆိုတော့အပြိပခသူတွေကပြည်တွင်းကမြေပြင်ရဲ့အခြေအနေပေါ်တိချမတိပဲနဲ့သုံးသက်ချက်တွေဝေဖန်ချက်တွေလုတ်တဲ့အချိန်မှာမြေပြင်မှာကွဲလွဲမှုတွေအများကြီးဖြစ်ပေါ်တာရှိပါတယ်။အဲ့တော့ဒီလိုအချိန်ခါမှာဟိုဘောတော့ဟိုပြိပခသူတွေကအာချောင်နေကြတယ်လို့ဘာလို့ပြောကြတယ်။တကယ်တမ်းကျတော့ပြိပခကလည်းဒီဇော်လန်ရေးမှာရသလောက်ပါနေတာပဲ။ကျွန်တော်ခုနပြောသလို နိုင်ငံတကာကနိုင်ငံတကာကပေါ့နော်နိုင်ငံနိုင်ငံမိမိတို့ရောက်ရှိနေရကြတဲ့နိုင်ငံနိုင်ငံတိုင်းကအစိုးရတွေစီကျွန်တော်တို့ပေးချင်တဲ့ message တွေရဖို့အာနောက်ပြီးတော့အာ message တွေရောက်အောင်ပို့ပို့ပေးနိုင်မှုဆိုတာလည်းအရင်ကြီးကြီးတယ်မြန်မာနိုင်ငံရဲ့တကယ်မြေပြင်အခြေအနေတွေကိုနိုင်ငံတကာကသိရှိဖို့လိုတယ်လို့ဒါကြောင့်မှအာဒါမှသာကျွန်တော်တို့ဒီအချမ်းမတ်စစ်တပ်ကိုနိုင်ငံတကာရဲ့အထောက်အပံ့တွေအကူအညီတွေမရမှာ အခုကြီးတွေဒါတော့မှသူတို့တရုတ်တို့ရုရှားတို့ကတော့ကျွန်တော်ပြောမနေတာပေါ့ဒါကတော့ကမ္ဘာချင်ပတ်နိုင်ငံတွေပေါ့နော်ကမ္ဘာချင်ပတ်နိုင်ငံတွေအဲ့တော့ဒီချင်ပတ်နိုင်ငံတွေရဲ့အကူအညီမှုပဲရှာပြီးတော့တခြားတွေရဲ့အကူအညီမှုအခုချိန်ထိမရဘူးစီဝိုင်းတွေပိတ်ဆို့တာတွေလည်းခံထားရတယ်အဲ့တော့ပြောနေတာပါလဲဆိုပြည်ရင်းပြည်ပါကနေပြီးတော့လက်တွဲညီညီနဲ့ကျွန်တော်တို့တွားဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်အခု DIY revolution အဲ့ကျွန်တော်တို့ရေဒီကြကြလေး အကိုအကူကိုဘူးလိုတယ်အကျွန်တော်တို့ကိုအကူကိုကနေပြီးတော့တဆင့်အကျွန်တော်တို့အာနာရှင်အဆုံးသက်ထိကျွန်တော်တို့တွန်းနိုင်ဖို့အရန်ကိုအရေးကြီးပါတယ်အခုကိုအကူကိုရင်းနဲ့ကျွန်တော်တို့စီရေးကဏ္ဍမှာအကျွန်တော်တို့တက်ဟိုဟာတိုးတက်လာတာတွေအများကြီးပဲဟာနိုင်ငံရေးကဏ္ဍတိုးတက်လာတယ်တန်တမာရေးကဏ္ဍတိုးတက်လာသလိုဘောတော့ဗတ်တိတိကနေပြီးတော့ဗန္ဓာရေးကဏ္ဍအစအကုန်လုံးဝိုင်းတွန်းနေကြတဲ့အချိန်ကာလမှာကျွန်တော်တို့မိမိကိုယ်တိုင်ကအစဒီတော်လိုင်းမှာပါဝင်ပြီးတော့တွန်းဖို့လိုတယ် တော်လိုက်တက်တွေငါတို့မြို့ရဲဝင်လာမှငါတို့ကုညီကြမယ်ဆိုတာထက်တော်လိုက်တက်တွေငါတို့မြို့ရဲတွေရောက်လာအောင်ငါတို့ဘလိုဝိုင်းပြီးတော့လှုပ်ပေးဖို့လိုလဲဆိုရဲအဥစ္စာတခုကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်တစ်ခုသွားကြည့်ရအောင်။နောက်တစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခင်ရဘာပြောလဲဆိုတော့ဟိုတနေ့ကတော့ဟိုနေအောင်ဆိုတဲ့ကောင်ကနော်ဟိုအကိုစလေအလုံးမလို့ အာလက်တီနဲ့ထိုးမယ်လို့ပါလို့ဘယ်တော့မှဆောက်လို့လောက်ခဲ့လို့လဲအကုသလေအခုလည်းခင်ရပြောတယ်ဟလာရွေးကောက်ပွဲကလေးမတီးပါလက်တီဖြင့်ထိုးရအဲကောင်တွေမျက်နှာတွေဖူးရောင်နေမှာပဲတကယ်တမ်းသာထိုးရမယ်ဆိုရင်အဲ့တော့ဒါကတော့သူတို့ရဲ့ပေါ်ပေါ်ပဲစကလုံးနေပေါ့နော်အဲ့တော့အဲ့လိုအခြေအနေတွေဟွာဖြစ်ပြီးတော့သူတို့ဘက်ကလော်ဘီတွေကနေပြီးတော့ဒီလိုအခြေအနေတွေပေါ်မူတည်ပြီးတော့ဘလို့ဝါရဖြန့်လဲဆိုတော့ကြောင်မျိုးမင်းပြောတဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်တို့ကြည့်လိုက်ကြအောင်ဟုတ်ကဲ့ပြန်ပြောပါရင်ဟိုကဟုတ်ခင်ကြီးကပြောထားတာပဲ ျွန်တော်တို့ပြည်သူလူထုမဲပေးဖို့သူကပြောထားတယ်ပြောထားတယ်လို့တစ်ချိန်တော့သူဘာလဲခရီးကိုတွေသူကကျင်ညာထားတယ်ကွာသူခရီးကိုတွေနိုင်ကျင်ညာထားတယ်အဲ့မှာသူကပြောလို့ဆိုတော့ပေးတဲ့ခရီးသူကမတီးခဲ့သူပေးတဲ့ခရီးမတီးခဲ့ရင်တဲ့သူပြောရအဲ့ဒီမျိုးကဘုံလူရင်းစကလုံးထိပဲနဲ့တည်းကောက်ပြောရတယ်သူပေးတဲ့ခရီးမတီးရင်လက်သေးကထိုးရတယ်သူအဲ့တော့ခါတော့ပြည်သူလူထုအနေနဲ့လက်သေးနဲ့ထိုးချင်နေဆိုရင်လက်သေးသွားစေမထိုးချင်ရင်သွားစေတောက်သွားလို့ရှိရင်လည်းအဲ့အဲ့ဒါဝါရပြည့်ချင်ပြီပဲအနည်းဆုံးတော့ညာ မဲသူ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 ပြရတဲ့ခရီးကိုလေသူမပြည့်ခင်မဖြည့်ပြနိုင်ခင်လက်သေးနဲ့ပြောပါလို့သူကအာမခန္ဓာပြည့်ဖြစ်တဲ့အတွက်ခင်ဗျားတို့အ ਨੇ ဆုံးတော့ဗျာဒါလိုအာမခန္ဓာရှိရင်ဖြစ်တဲ့အတွက်အ ਨੇ ဆုံးတော့မတော်တဆများလောချော်သွားရင်တော့လက်သေးနဲ့ပြုစရာလူလျောက်ရတဲ့သဘောထားပြီးတော့သွားတာမဲစစ်ပြီးမဲသွားပြီးတော့ပြေးပို့ရင်ပြောတာပြေးပြေးပြီးတော့တောင်းဆိုဟိုထားတော့ပါတီ A B C D E F G H I ဘာသာဘာသာရှိမဲသူတို့ပြေးထားတဲ့ခရီးကိုကိုပြေးရတဲ့မဲအဲ့လိုမတည်ဘူးလားကိုကထားပြီးတော့ A ကိုပြေးလိုက်ဒါမှ B ကနိုင်တော့ဆိုတော့ ဘီရဂရီကိုအကြည့်ပေးရတယ်ဒါပေမဲ့ကိုကအေးပေးတယ်မဘီဘီရနဲ့ရောရောပြစ်ထုတ်လိုက်ပြရတယ်မလုပ်ရင်ဘာလို့ဆိုတော့အ ਨੇ ဆုံးတော့အ ਨੇ ဆုံးတော့ဗာလဲဆိုတော့ကိုမှမဲပေးလိုက်တဲ့တွင်မဲပေးသူရဲ့အခွင့်အရေးအရာခင်ဗျားတို့ကျွန်တော်မဲပေးခဲ့တာခင်ဗျားဟိုကောင်မလုပ်ဘူးဒီကမလုပ်ဘူးပိုးတယ်လို့ပြစ်ထုတ်လို့ရတယ်ပေါ့ဗျာနော်ဟာတာညင်နေပေါ့နော်တော်တော်တော့တကယ်မထိုးနဲ့နင်းတိုင်နဲ့တောင်းလိုက်ရောက်ဘူးမယ်ရောက်ဘာကြီးလဲโอเคညာအဲ့လိုမမထနေတဲ့တဲ့သားကိုသူကတော့ခရီးပေးတော့တွေ့ရဆိုတော့ဒီလိုမျိုးခရီးပေးတာဘာကြီးလဲဘာလို့သေးတော့ ်ဟုတ်တယ်မလားဘာလို့ဒီလိုလောင်လာလိုက်ရမဲလာပြီးကြမဲပေးပြီးရင်တို့ပြောတဲ့ဂရိကုတ်တွေကိုသူချဖတ်တာဖတ်ပြီးရင်တို့ပြောတဲ့ဂရိကုတ်တွေတခုမှလုံးမပေးအာခဏလို့ပြောစရာရပြီဒါပဲကဲမဲတော့မပေးခဲ့ဘူးမဲစင်းတော့မကြည့်ခဲ့ဘူးဆိုရင်တော့တို့ပေးတဲ့ဂရိကုတ်တွေကိုတို့မလိုက်နိုင်တော့ခဏလို့မဲပေးခဲ့ခြင်းကြောင့်ခဏလို့အပြစ်ရှိနေတယ်ခဏလို့ဘာမှတောင်းဆိုမှုမရှိတော့ခဏလို့ဘာမှကိုဘာမှမပါဘူးဘာချင်းပြလိုက်ရယ်အဲ့လိုတော့ဒါပြီးတော့ဒီလိုမျိုးမမထန်ပြောရပြီဆိုတော့ကျွန်တော်အနေနဲ့ပြည်သူလူထုနဲ့တိတ်ချလို့ပြောလို့ရတယ်ပြီးတော့တို့လည်းဂရိကုတ်တွေချပေးနေတယ်ဂရိကုတ်ပေးနေကြတာတွေ့ရတယ် နော်လွယ်လွယ်ပေးရလားတကယ်ပေးရလားဆိုတော့ဒါရေကောက်ပဲပြီးကြည့်ရပါတော့နော်ဆိုတော့ခရီးဆိုတာလွယ်လွယ်ပေးရင်မကောင်းဘူးတကယ်ပေးရင်တော့ကောင်းတယ်အဲ့တော့တကယ်ပေးမလားလွယ်လွယ်ပေးသလားဆိုတော့ကျွန်တော်တို့မသိဘူးအဲ့တော့ခရီးတို့ပြောနေတယ်တကယ်ပေးသလားလွယ်လွယ်ပေးသလားသိဖို့အတွက်ဘာလုပ်ရမလဲမဲသနာရှင်အဲ့ဆိုမဲယုံစီသူချစ်တဲ့စို့နော်ပြည့်ရဖို့နော်လွယ်လွယ်ပေးသလားတကယ်ပေးသလားသိရဖို့မဲယုံစီသူချစ်တဲ့ကြသို့ဒါဒီလိုပြောရင်ကျွန်တော်တို့တော့တော့ကြာဒါကိုကျွန်တော်တိုင်းပြနေတယ်နော်အဲစောက်ကြက်ဒီတုံးလုံးပါတယ်เนาะအဲ့တော့အာဒီကောင်တွေကတော့ အာနီမျိုးစုံနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဟာရတော့ဖြတ်ပါမယ်ကျွန်တော်ဒီဗီဒီယိုပြရတယ်ဆိုတာကဘာလဲဆိုတော့အာဒီထဲမှာဒီကောင်ကြောင်မျိုးမင်းပြောတဲ့ဒင်းမှာဘာဖြစ်လဲအာရွေးကောက်ပွဲဂရီကုတ်တီကိုအာမတီးရဲ့လက်သီးနဲ့သာသွားထိုးကြလို့ပြောတယ်နောက်ပြီးလဲကြောက်သူ့ဘက်ကသခါပြန်ရှင်းချပြီးတော့ဟလာတကယ်လဲသွားမထိုးကြနိုင်ဘူးလို့ဆိုပြီးအဲ့လိုပြောပြောသွားတယ်ဟောနော်အဲ့တော့တကယ်လဲကြတော့အာဒီအခုရွေးကောက်ပွဲလုပ်မဲ့သူတွေဒီပြည်သူကိုလည်းလောင်းနေမဟုတ်ပါဘူးပြည်သူလူထုကိုကိုးစားမပြုတ်ပါဘူးဘာလို့မပြုတ်လဲဆိုပြည်သူလူထုက သူတို့မကြိုက်တဲ့သူတွေဖြစ်တယ်ဒီမဲတွေကိုပေးရမယ်ဆိုလဲအတင်းချက်နဲ့မဲပေးရမယ်ခန္ဓာတွေကနေသွားမှာဖြစ်တဲ့အတွက်ဒီလူတွေဒီလဲပြည်သူလူထုရဲ့ဆန္ဒပေါ်အမှန်တကယ်အကူသားပြုနေခြင်းအကူသားပြုနေတဲ့သူတွေမဟုတ်တဲ့အတွက်အဲမွန်လင်းပြောရရင်ဒီလူတွေဒီအဲတကယ်ကိုစောက်ပိုးတွေလိုပဲအဲကျွန်တော်ကတော့မြင်တယ်အဲ့တော့အဲ ဟိုရွေးကောက်ပွဲဂရိကပွဲဆိုတာက နိုင်ငံတိုင်းနိုင်ငံတိုင်းကသူ့ဘာသူကိုယ်စားလှယ်တွေကပြောကြတယ်တကယ်လည်းတီအောင်လောက်ကြတဲ့သူတွေအများကြီးရှိသလိုကျွန်တော်တို့လိုနိုင်ငံမျိုးမှာတော့ကြန့်ဖို့ဒီဘယ်တော့ခါမှရွေးကောက်ပွဲဂရိကပွဲကိုမတီသလိုသူတို့ရဲ့ ပေါ့နော်စကားတွေဒီလေဘယ်တော့မှဘလောင်းမလဲပြောတဲ့တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ကတော့လက်သီးနဲ့ထိုးသူလို့ကတော့အဲခင်ကြီးဆိုစောက်ခွက်ကြီးတစ်ခုလုံးဖူးရောင်ပြီးတော့တေတောင်တေွားနိုင်တယ်လို့ပဲပြောနေတယ်ပဲနောက်တစ်ခုကိုကျွန်တော်တို့တွားရအောင်အော်နောက်တစ်ခုကတော့ဗာလဲဆိုတော့စစ်ခွေးတယောက်ပေါ့နော်စစ်ခွေးတယောက်သူကအာဒီရှမ်းပြည်ကိုရောက်တယ်အာဒီမှာပေါ့နော်ကျွန်တော် DSR ကိုပဲအချင်းချုပ်ပြီးတော့ပြောရမယ်ဆိုတော့ အဲသူသမီးရနေပြီးတော့တင်ထားတာဗောနော်သူသမီးရတင်တာအဲ့တော့ရှမ်းပြည်နယ်မှာအာရှမ်းပြည်နယ်မှာအဲကျွန်တော်တင်တာတော့ MNDA နဲ့ဖြစ်တဲ့အဲတိုက်ပွဲလို့အဲထင်ပါတယ်အဲလာရှိုးဗောနော်လာရှိုးမှာအဲဒီဟိုဟိုဗောအဲစစ်တုံးပန်းအဖြစ်ဖမ်းခံရတယ်ဖမ်းခံရတယ်နော်ဖမ်းခံရတယ်အာသူကအခုအချိန်ထိကိုဟိုဗောနော်ဒီမှာတော့ တနေ့နေ့တော့ငါတို့အဖေပြန်လာမှာပါဆိုတော့အတွေ့အကြုံမျှော်လင့်နေတာအဖေနဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့၄ရက်၈လ2024ပြီးခဲ့ရပါပါတဲ့ဒီလိုနဲ့အဖေတဲ့စစ်တုံးပန်းနေလာရှုထောင်းနေရှမ်းမြောက်တနေရာကိုပြောင်းသွားခံရပြီလို့တီးရတဲ့နေတယ်သမီးတို့အတွက်စိတ်ပူပင်သောကရရောက်ခဲ့ရပြန်ပါတယ်တဲ့နော်အခုကတော့ဘာဖြစ်လဲတေသွားပါပြီတေသွားပါပြီဒါစစ်ခွေးတယောက်ရဲ့သမီးကနေပြီးတော့တင်ထားတဲ့ post လေးဖြစ်ပါတယ်သူကတော့တေချာဖတ်ကြည့်ရင်တော့အိုးဝမ်းနေတရားလို့လို့ဘာလို့လို့တော့ထင်တယ်ပဲဒါပေမဲ့ဘာလဲဆိုတော့စစ်ခွေးဖြစ်တဲ့အတွက် ဘောတော့ဘသူမှဒီ post ကိုကြည့်ပြီးဝမ်းမနေသလိုဘောတော့ဟာဟာပဲဝိုင်းပေးကြတဲ့အခြေအနေပါပဲဒါကဘာလဲဆိုတော့ပြည်သူမုန်းတဲ့စစ်ခွေးဘွားကိုရောက်နေခြင်းဖြစ်ပါတယ်အဲ့တော့အာတိပါသည်နည်းများတိပါသည်ကျွန်တော်ကတော့တကယ်ကိုဟိုရင်းနေရနေပြီးလှက်လိုက်လေလေဆူတောင်းပေးပါတယ်စစ်ခွေးတွေအတွက်ဘောတော့မင်းရောက်လိုက်လက်အောက်မှာနေပြီးတော့စစ်ခွေးပီသားစွာနေနေသမျှသူအားလုံးဒီတဏီမုတ်တဏီဘောတော့မင်းမြန်ဆန်ဆန်နဲ့ဘောတော့ကောင်းရသူကတိမလားတဲ့ ငရဲပြည်ကိုတန်တမတ်မတ်ကြီးရောက်ကြပါစေလို့ကျွန်တော်ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်အမြင်အစီအစဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်ရန်သားချင်ပါတယ်ခင်ဗျာတော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသာနဲ့ဒီနေ့တောင်ပြန်တန်းနိုင်ကြပါစေခင်ဗျာအားလုံးကိုချေးဇူးတပါတယ်ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ